မြန်မာနိုင်ငံသားရဲ့အသက်တီကိုနှုတ်ယူနေတဲ့ထိုင်းနိုင်ငံရဲ့တရားထိုင်းနိုင်ငံရဲ့တရားတီဆောက်နေတာအယောင်မှာရက်တွေလဲကြာနှစ်တွေလဲအယောင်မှာကြာနေပါပြီဒီတရားကိုတီဆောက်နေတဲ့အချိန်မှာမြန်မာတွေရဲ့အသက်ကိုရောတခြားသောနိုင်ငံသားတွေရဲ့အသက်ကိုရောပြီးရင်ထိုင်းလူမျိုးရဲ့အသက်တွေကိုရောနှုတ်ယူနေတဲ့တရားတစ်ခုလည်းဖြစ်ပါတယ် ျွန်တော်တို့သိတဲ့အချိန်တုန်းကဆိုရင်တော့ဒီတရားကအခုအချိန်နဲ့ဆိုရင်တော့၃ချိန်မြောက်တော့ဖြစ်နေပါပြီလူတွေရဲ့အသက်ကိုလည်းတဖြည်းဖြည်းနဲ့နှုတ်ဝင်နေရတယ်လူကြီးကလည်းအယောက်မှများနေပါပြီအခုတတိယအကြိမ်ပျိုးလဲပြက်စီးနေတဲ့အချိန်မှလည်းမြမပြည်သားတွေအသက်ဆုံးရှုံးမှုတွေလည်းရှိတယ်လို့သိရပါတယ် ထိုင်းနိုင်ငံသားလည်းပါတယ်လို့တခြားနိုင်ငံသားတွေလည်းပါတယ်လို့လည်းသိရှိရပါတယ်။ဒီတရားကိုတည်ဆောက်နေတဲ့အချိန်မှောင်အခုချိန်ထိကျွန်တော်တို့နှစ်တွေနဲ့ကြာခဲ့တယ်လို့ကျွန်တော်အသက်တွေကိုလည်းအများကြီးနှုတ်လို့နေတဲ့တရားလေးတခုလည်းဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်ရဲ့စိတ်ကျွန်တော်ရဲ့တဘူရီတကာရဲ့စိတ်ဆိုရင်ဒီတရားကြီးကိုရက်တောင်ရက်ပလိုက်ရှင်ပါပြီ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မြန်မာပြည်သားရဲ့အသက်တွေလူသန်းပေါင်းများစွာရဲ့အသက်တွေထပ်ပြီးတော့ဆုံးရှုံးအောင်လဲကျွန်တော်နေနဲ့စိုးရိမ်ပါတယ်။ အလုသမားတယောက်စုံချုံတာဒီဘာမှမဟုတ်ဘူးဆိုပေမဲ့အဲ့ဒီရဲ့အလုသမားကိုမိကိုစားတောင်းနေတယ်မိသားစုတွေကအယောင်မှဝမ်းနဲ့ကြည်ကွန်းအယောင်မှဝမ်းနဲ့မှုတွေကိုထွေးပိုက်ပြီးတော့နေနေရတဲ့အချိန်ကာလတွေဖြစ်ပေါ်မှာဖြစ်ပါတယ်နော် ကျွန်တော်တို့ရော်ကြီးဆိုတာကလည်းကျွန်တော်တို့တုံးလိုက်တဲ့အခါကျရင်လည်းကိုယ်ဝမှာပါပဲဒါပေမဲ့သူ့ရဲ့အမှတ်တရတွေသူရှိနေတဲ့အချိန်တုန်းကပြုစုလုပ်ခဲ့တဲ့အရာတွေကလုံးဝအောင်မပြားလို့မရပါဘူးလူတယောက်ရဲ့တန်ဖိုးကဘာနဲ့မှလည်းဆုံးဖြတ်လို့မရပါဘူးကျွန်တော်ရောကြီးပေးတာပေးတာတပိုင်းမှာဒါပေမဲ့ကျွန်တော်လူတယောက်ရဲ့အသက်ကိုဆုံးရှုံးသွားတဲ့အခါကျမှအယောင်မှလည်းမိသားစုဝင်တွေဘက်ကလည်းအယောင်မှဝမ်းနဲ့ကြည်ဝဲရတယ်လို့เนาะကျွန်တော်တို့ဒီလိုမျိုး ဟိုအသက်ဆုံးရှုံးတဲ့နေရာမှာမြန်မာပြည်သားပဲဖြစ်ဖြစ်တခြားနိုင်ငံသားပဲဖြစ်ဖြစ်ထိုင်းလူမျိုးပဲဖြစ်ဖြစ်ဒီလူတရားရဲ့အသက်ကဆုံးရှုံးသွားတဲ့အခါကျတော့အရင်ကမှဝမ်းနဲ့ကြည်ဝဲရတဲ့အနေအထားတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာဒီတရားကပြီးရင်လည်းပြီးမပြီးဘူးဆိုရင်လည်းမလုပ်ပါနဲ့တော့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်ခင်ဗျာတော်တော်လေးကိုအသက်ကိုအရင်ကမှနှုတ်ယူနေတဲ့တရားလေးတစ်ခုလည်းဖြစ်တယ်လုံးဝကိုအစင်မပြေတဲ့တရားလေးတစ်ခုဖြစ်တယ်ကျွန်တော်အဲ့ဒီပို့ကိုတွေးလိုက်တာနဲ့ကျွန်တော်တကယ်ကို ဝမ်းနဲ့ကြည်ခွဲရပါတယ်ကျွန်တော်စူးရည်နဲ့ဒီမှာဗီတာတွေဘယ်နှယောက်လဲပါဝင်တခြားနိုင်ငံသားတွေဘောဘယ်နှယောက်လီပါဝင်မလဲပြီးရင်ထိုင်းနိုင်ငံသားတွေဘောဘယ်နှယောက်ပါဝင်မလဲနိုင်ငံသားနိုင်ငံသားဟောပါပဲဒါပေမဲ့တေချာပြန်တွက်ကြည့်တော့လူလူပါပဲလူရှင်းချင်းပါပဲเนาะအဲ့ဒီလူတွေဒီကျွန်တော်တို့ရဲ့အလုံးလုံးနေနဲ့အသက်တွေဆုံးရှုံးရတဲ့မိသားစုတွေကိုအလုံးကျူးပြုစုနေနဲ့ကျွန်တော်တို့အသက်တွေဆုံးရှုံးရတာဒီကျွန်တော်တို့ရဲ့ကိုယူဆကြပါအဲကိုယ့်အန်တီကိုကိုယ်ချောင်ထားကြပါ ဲ့လိုမျိုးပြောရင်ကျွန်တော်ပြောတဲ့လူလည်းရှိပါရဲ့ကံကြမ္မာဆိုတာမြင်တွေ့ရတဲ့အရာမဟုတ်ပါဘူးဒါလည်းမှန်ပါတယ်ကံတရားဆိုတာဘယ်လိုမှမြင်တွေ့လို့ရတဲ့အရာမဟုတ်ဘူးကျွန်တော်ရည်လည်းဒီလိုမျိုးပြောရင်လည်းဒါတစုံတစ်ခုဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်เนาะအခုကျွန်တော်ဗီဒီယိုဖိုင်ကိုကြည့်နေတဲ့ညီကောင်မောင်နှမရည်လည်းအတူတူပါပဲဆိုတော့ကိုယ်ရဲ့နောက်ဆုံးချိန်ဒီဘယ်ရက်ဘယ်ခါဘယ်အချိန်မှမသိပါဘူးဒါပေမဲ့အလုံးလုံးတဲ့အခါကျရင်တော့အထူးကြိုးစားပြီးတော့လှုပ်ကြဖို့ကျွန်တော်အနေနဲ့မြင့်တာရက်ခန့်ချင်ပါတယ်ခင်ဗျာ။ โอเค TV รูฟันတော့ဒီလောက်ပါပဲကဲမင်္ဂလာပါခင်ဗျာဘာကြောင့်မိတီတီကြကြ